ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးအဝန်ကြီးဗိုလ်မှူးကြီးစိန်ဝင်တောင်ကြီးမြို့နယ်ကြောက်နီမွေးမြူရေးဆောင်တွင်မွေးမြူရေးဆောင်ရွက်ထားရှိမှုများ ခွင်းစင်းကြည့်ရှုစစ်ဆေးတဲ့တွင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းတောင်ကြီးမြို့နယ်ကွန်လုံကျေးရွာအုပ်စုအတွင်းရှိကြောက်နီမွေးမြူရေးဆောင်တွင်စိုက်ပျိုးရေးမွေးမြူရေးဆောင်ရွက်ထားရှိမှုအခြေအနေများကိုဂျွန်လ၁ရက်နေ့နဲ့9နာရီခွဲကရှမ်းပြည်နယ်အစိုးရဖွဲ့ဝင်ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးအဝန်ကြီး ဗိုလ်မှူးကြီးစိန်ဝင်ပြည်နယ်ခရိုင်မြို့နယ်ဆင့်ဌာနဆိုင်ရာများနဲ့တာဝန်ရှိသူတို့ကကွင်းစင်းကြည့်ရှုစစ်ဆေးခဲ့ကြပါတယ်ပြည်နယ်လုံခြုံရေးနှင့်နေဆက်ရေးရာဝန်ကြီးသည်မွေးမြူရေးဆောင်တွင်ရှိရှင်းလင်းဆောင်သို့ရောက်ရှိရာပြည်နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနပြည်နယ်ဦးစီးမှုဒေါက်တာဝင်းစင်မောင်နှင့်တောင်ကြီးမြို့နယ်ရုံးမှမြို့နယ်ဦးစီးမှုဒေါက်တာအောင်မင်းထွန်းတို့ကမွေးမြူရေးဆောင်တွင်ဆောင်ရွက်ထားရှိသည့်မွေးမြူရေးရုံများဆောက်လုပ်ပြီးစီးမှုအခြေအနေများ တလိษံစာပင်မျက်မျိုးများစိုက်ပြိုခြင်းစိတ်ရည်တွင်တူဖို့ခြင်းနှင့်မွေးမြူရေးဆောင်ပတ်လည်တွင်အရေးရပင်များစိုက်ပြိုထားရှိမှုများနှင့်ပတ်သက်၍ပါဝါပွိုင်းဖြင့်ရှင်းလင်းတင်ပြရာပြည်내ဝင်ကြီးကမွေးမြူရေးဆောင်တွင်ရှိမြေလက်များပေါ်တွင်စိုက်ပြိုသီးနှံများကိုရာသီနှင့်ကိုက်ညီမြစ်သီးနှံများစိုက်ပြိုနိုင်၍နွားကောင်ရီတိုးမြင့်မွေးမြူနိုင်၍စသည့်လုပ်ငန်းများနှင့်ပတ်သက်၍လိုအပ်သည့်များကိုလမ်းညွှန်ဆောင်ရွက်ပေးခဲ့ပါသည် ထို့နောက်ပြည်내ဝင်ကြီးနှင့်အဖွဲ့သည်ငွေမြူရေးစုံတွင်ရှိ Super 7 Star Agritech Company Limited နှုတ်စားနွားမွေးမြူရေးခြံရှိနှုတ်စားနွားထပ်မံရောက်ရှိမှုအခြေအနေများမွေးမြူရေးခြံတွင်လမ်းဖောက်လုပ်မှုများနှင့်အလျားထောင်းနေရပြီးအနန္တရာပေအကျယ်ဝန်းရှိနွားမွေးမြူရေးခြံအမှတ်တအဆောက်အဦတည်ဆောက်နေမှုများလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပါသည်ဆက်လက်၍ပြည်내ဝင်ကြီးသည်တောင်ကြီးမြို့နယ်မိုင်းတော်အရှိကြီးရွာအုပ်စု ဖျားငားစုကြီးရွာတွင်နှွေစပါး286အေကာမှကွင်းမှတ်60ခရှိနှွေစပါးအထူးဆောင်အကွက်ကျဲစံပြကွက်ဧကတရားစိုက်ခင်းတွင်ရွှေအပ်စပါးမျိုး60အေကာနှင့်ရွှေရင်အေးစပါးမျိုး40အေကာအောင်မြင်ဖြစ်ထွန်းနေမှုများကိုကြည့်ရှုစစ်ဆေးပြီးတောင်သူများနှင့်တွေ့ဆုံ၍နှွေစပါးအထွက်နှုံတိုးတက်ကောင်းမွန်ရေးတိထက်စိုက်ပျိုးနိုင်ရေးတို့အတွက်စိုက်ပျိုးရေးဦးစီးဌာနမှတာဝန်ရှိသူများလမ်းညွှန်မှာကြားခဲ့ကြောင်းသိရှိရပါသည်ခမညာ